ောက်တယ်တောက်တာတော့တောက်ပါရဲ့သူသူ့နေရာနဲ့သူပေါ့အဲ့လိုမျိုးအဲတကယ်ကြီးလည်းတွင်နေလို့ရှင်လည်းတခါကြီးရင်တောက်ပါရဲ့အားကြရင်ဟိုရေစာနေလို့ရှင်လည်းဘီယာတောက်လိုက်တာပေါ့အဲ့လိုမျိုးချို့မူရင်ငိုရဲရစ်တယ်ချမ်းဖြစ်တယ်ဆက်ကလဆက်သွားတာတခုခုကဆက်သွားခြင်းနဲ့စိတ်တွေရှိရမလား မူးပြီဆိုရင်လည်းငါမူးနေမရတော့တငင်ချင်းဆိုပြီးဒီမှာအဖွဲတွေအများကြီးထဲမှာတက်ရောက်တော့တိအောင်ပြောလိုက်တယ်ငါမူးနေတငင်ချင်းငါမရတော့ငါပြန်တော့မယ်နော်ဆိုပြီးအဲ့ကောက်ကံပြီးကောင်းရအောင်မောင်းဘလောက်တော့မောင်းဆိုဘယ်လိုတော့ခေါင်းကိုတို့လိုရအောင်မောင်းအဲ့အင်းပြန်ပကင်ထိုးလဲတဲ့နေရပဲအန်ဒီလည်းအရန်ကင်းနေကောင်းမောင်းပြီဆိုရင်ဟန်လေးကအရန်သတိရိယာရှိတယ်ပန်ငါးကြီးနောက်မှာနေတာရမ်းပူလို့ပန်ငါးမပသေးရမို့ဘူးသူနဲ့ကတော့မနောင်ကိုမသိဘူးကိုကဘောအောင်မှာကနေလေတချင်မဲ့နားဟောင်းလေ က်ပေ36အစာပါအရက်မြင့်က9ပေ6အာကိုဆိုင်တချင်းဆိုတာလည်းမြေဟာဘူးနဲ့ကလည်းဘူးလည်းဘူးလည်းမြေတော့အင်းချင်းဖြူဆိုအေးကပေါ့ဆိုပေါ့အောက်ကနေကိုလည်းကလက်ထက်ခွက်ကလည်းမပြက်ဘူးအေးကောင်းလိုက်တာ မဟုတ်ပါဘူးပျော်ရွှင်မှုအဓိကပေါ့ပျော်ရွှင်နေလှုပ်ချင်တာရှိရင်လှုပ်လိုက်တယ်အဲဟလေးကတောက်တယ်တောက်တာတော့တောက်ပါတယ်သူတို့သူ့နေရာနဲ့သူပေါ့အဲ့လိုမျိုးအဲတကယ်ကြီးလည်းသူနေလေးရှင်တယ်တခါကြီးရင်တောက်ပါတယ်အားကြရင်ဟိုရေစာနေလို့ရှင်လည်းဘီယာတောက်လိုက်တာပေါ့အဲ့လိုမျိုးအဲ့လိုလည်းမဟုတ်ပါဘူးပျော်နေတာပဲဟာ ိုက်လို့တောက်တာလေသမလားကြိုက်လို့တောက်တာဥမာစိတ်ညစ်လို့အသေးခွဲလို့ဝမ်းလဲလို့ဆိုတာမျိုးမရှိပါဘူးအတောက်တယ်ဆိုတော့လူနေတိုင်းတောက်နေမှာမဟုတ်ပါဘူးအဲပြီးတော့အားကစားအရင်လုံနေလည်းပါတယ်ဟန်လေးတောက်လို့မရဘူးအတိုင်းအောက်တွေလည်းအရင်ထွက်လို့မရဘူးမင်းကဆိုတကယ်ချင်းနေပွဲသွားတယ်ဟိုမလဲပွဲတွေလေဖခေါ်လဲ festival ပွဲတွေအဲ့လိုမျိုးဆိုရင်ဟန်လေးမသွားဘူးဒီနေ့လိုမျိုးဟန်လေးမနဲ့ဆိုစောရင်ဟန်လေးစပိန်စီးရယ်စပိန်စီးမှဒီကိုရောက်လာတယ်ခဏအိတ်ဗီဒီယိုရောက်လာတယ်မနဲ့ဖြစ်ဆိုဟန်လေးပြေးရမယ်မနဲ့ဖြစ်ဆိုလည်း9နိုင်ထားရမှာအဲ့လိုတောက်လျှောက်ပေါ့နော် လုတ်ချင်တဲ့ဝါကိုစိတ်ဝင်စားတဲ့အရာပေါ့နော်ဝါသနာဆိုတာထက်ကိုစိတ်ဝင်စားပြီးပျော်ရက်ရအောင်ကိုလုတ်နေချိန်မှာညကျလို့ရှိရင်ဟန်လေပုံမှန်ဆောဟိုကိုခွဲလောက်ဆိုရင်အိပ်ပြီတခါရရင်6နာရီလောက်ဆိုအဲ့ရဘောရောက်နေအချိန်ဖုံးသုံးတဲ့အချိန်က3နာရီပေါ့9နာရီခွဲ10နာရီဆိုရင်ကွာအိပ်ပျော်သွားပြီအဲ့နဲ့ဆိုစောရိုက်ထားလေလုတ်ချချက်လုတ်ပြီးနောက်ပိုင်းဒီလိုပဲလုတ်ချချက်လုတ်ကြတော့ဒီလိုညမျိုးတကယ်တောက်လိုက်တဲ့မျိုးဆိုရင်2ရက်လောက်ကဟန်ဒိုဘာဖြစ်တယ်အရင်ငယ်တုန်းကတော့မဖြစ်ဘူး တုံးရစလိုက်တောင်းလည်းမဖြစ်ဘူးအခုအသက်ရရတာဒီနေ့တောင်းရင်နှစ်ရက်လောက်ခံရတယ်တောင်းလို့မရတော့အဘာလဲတောင်းလို့မရတော့မကြသေးဘူးဟန်လေးဒီ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 လော့ဒီတလဘောဒီတလမမဟန်လေးကပြန်ပြီးမှဟဲ့ငါတောက်တာလေးနားအောင်မဲ့တောက်တယ်ဆိုတာအတလောအရင်ပူရလေမိုးမရွာခင်ရှေ့လာတော့ဒီပူရဲ့ချိန်တော့ရှူတယ်ပဲပြီးတငယ်ချင်းနဲ့တွားဆိုဘီယာကြီးတောက်တယ်ဘီယာကလည်းအဝင်ကောင်းတာနော်တချို့ငယ်ချင်းတွေကဘီယာစိုက်တယ်တချို့လည်းမစိုက်ဘူးဘီယာကအဝင်ကောင်းတယ်တောက်ပါရဲ့ တယောက်တည်းဆိုရင်ဟန်လေးဟိုတနေ့ကမိတ်ကက်ဆီယာမနာတောက်တော့တော့လူဆုံးရှိ10ခွာ12ခွာလောက်ရှိမှထင်တယ်အဲ့ချိန်မှာတော်တော်မူးနေပြီ12ခွာဟိုအဲအမူးနေလောက်ရှိရ17ခွာ12ခွာလောက်ရှိရတော်တော်မူးနေတကယ်ကြီးလည်းပါကြီးကိုမနမလည်းပါရင်လူသူတို့လည်းတောက်ရင်တောက်တော့တော်တော်မူးမူးနေပြီမရတာပြန်တော့အဲ့လိုဘလိုဝင်သွားနေတော်တော်ရာသီဥတုအရန်ပူနေရေစာနေတောက်လိုက်မိရပါဘာမှမကြီးဟို6ခွာ5ခွာလောက်ဆိုရင်တော့မူးနေပြီ9ခွာလောက် င်တော့မဟုတ်မရမတော့တော့ဆိုတငယ်ချင်းချက်မချက်မချက်မအဲတငယ်ချင်းကချင်မအရင်တော့နေတာလေ။ तू ကပဲမှားပဲမှားပဲဘီကိုကလည်းတာဟဲ့တငယ်ချင်းကမတော့လို့ဆိုဟင်းတောက်လိုက်ပါဟင်းတောက်လိုက်ပါဆိုအဲဟင်းဆိုရတယ်ကိုကလည်းတောက်လိုက်ရော။အဲ့ဒါလည်းတော့တကြမပါအဲ့တခေါက်အဲ့လိုတောက်လိုက်တဲ့ချိန်မှာဟာရန်ကအဲ့လိုတော့တောက်နိုင်သွားလားလို့အဲ့လိုမတောက်နိုင်ဘူး။ပုံမှန်ဆိုဟန်လေးဘီယာ၃လုံးလေးအလုံးပလင်း၃လုံးလောက်ဆိုရင် ကောင်းနေပြီကောင်းနေပြီဟွန်းမူးတာလေဟန်လေးကမူးတာသူများတော့မသူတချို့မူးရင်ငိုရဲရစ်တယ်ချံဖြစ်တယ်ဆက်ကလတ်ဆက်သွားတာတခုခုကဆက်သွားခြင်းနဲ့စိုက်တယ်ရှိရမလားမူးပြီဆိုရင်လေငါမူးနေမရတော့တငင်ချင်းဆိုပြီးဒီမှာအဖွဲတွေများထဲမှာတက်ရောက်တော့တိအောင်ပြောလိုက်တယ်ငါမူးနေတငင်ချင်းကမရတော့ငါပြန်တော့မယ်နော်ဆိုပြီးအဲ့ဒီကောက်ကပြီးကောင်းရအောင်မောင်းဘလောက်တော့မောင်းဆိုဒီလိုတော့ခေါင်းတို့ရအောင်မောင်းအဲ့အိမ်ပြန် ပါကင်ထိုးလဲတဲ့နေရပဲအန်ဒီလည်းအရန်ကင်းနေကားမောင်းပြီဆိုရင်ဟန်လေးကအရန်သတိရိယာရှိတယ်လုံခဲ့တဲ့ဘလောက်ကလည်းမြန်ဟန်လေးကားစစ်တဲ့တစ်ခေါက်ဖြစ်သေးတယ်လေတော်တော်ဖြစ်လိုက်တာအဲ့တုန်းက2000နဲ့စကူတော့ဖြစ်မှထင်တယ်စကူ20လားမသိဘူးအတုံးကဖြစ်လိုက်သေးတယ်အဲတော့အာတော်တော်လေးကိုကြည်ကြည်မှဖြစ်လိုက်တာဘူးအဲ့လားကြောင့်မို့မူးရင်ဘောင်ကမမောင်းတာမျိုးရှိတယ်ဒါပေမဲ့တေချာသတိရိယာနဲ့မောင်းတယ်အရန်မူးရင်ကိုအိမ်ပြန်တာအိတ်တာ မစမျက်နှာဖြတ်ပြီးရေချိုးလိုက်ချင်တယ်လေချွေးတွေပူရလဲပြင်မှာအခုတော့ရေပူရအဲ့အမျိုးရေချိုးပြီးရအိပ်ပျော်သွားပြီပြီးအိမ်မှာခွေးလေးရော့လေမရအောင်ပြန်စင်တာကြကြနေလို့မရအောင်ပြင်မှာအခုလဲစီစီပဲကြည့်နေတာခုနိုင်ဆိုတာ6နိုင်ကြည့်တာတို့ထမင်းကျဲမှာအခုဒီထမင်းမကျွေးရသေးဘူးอืมငယ်ဘွားဆိုတာထက်တာဟန်လေးက first time ဒီလိုမျိုး show ပေါ့နော်အငငယ်တော့ဖုန်း MP3 MP4 လေးနဲ့ပဲကြီးခွင့်ရခဲ့တာခွေဝဲတယ် တစ်ခွေထွက်ပြီဆိုရင်စိုက်ပတေရှိုးဆိုရင်ပထောက်ဘယ်နှခုနှစ်ဘယ်နှခုထွက်ပြီဆိုရင်ဟန်လေးတို့ကစီချက်နဲ့ဝယ်ဆို AB အဲ့လိုမျိုးပါလေအဲ့လိုမျိုးနှစ်ချက်ပေါ့နော်အဲ့လိုမျိုးတွေဝယ်တယ်အိမ်မှာခွေထိုးပြီးကြီးခဲ့ရအချိန်တွေမျိုးတွေပေါ့အဲ့လိုမျိုးတချင်းနေဆိုရင်လည်းအဲ့လိုတွေချက်ပြီးတော့ခြာရေးတာမျိုးပေါ့အများကြီးပါပဲကိုဆိုင်နဲ့ပတ်သက်တဲ့အကြောင်းတွေပြောရအောင်ဆိုငငယ်တဲ့ဟန်လေးမှာအမှတ်တရတွေဆိုတာတကယ်အများကြီးပဲအများကြီးပဲဘယ်မဟုတ်ဘူးအမီးကမဟုတ်ဟန်လေးကဘေးမှာနေတာပန်ကားကြီးနောက်မှာနေတာရမ်းပူလို့ ပန်းကမပသေးရမို့ဘူးနဲ့ကတော့မနောင်ကိုမသိဘူးကိုကကိုအောင်မကနဲ့လေတစ်ချိန်မနားဟောင်လေအစာပါအရက်မြင်ကငါးပေချောင်းဟုတ်ကဲ့ဟိုတဆင်းသူလဲဆိုကိုကလဲကန်တော့လို့ဆိုတော့အဲ့မှာဟန်လေးတစ်ချက်ကြည့်လိုက်တော့ဆိုဟဲ့တော်ရီရပေါ့ဟန်လေးရှင်းမှာကြံနေရရက်နေရတာပူလေးအကုန်လုံးဆိုဟန်လေးကခေါင်းတလုံးပူနေတော်သေးတယ်ဒီဘက်ချမ်းမှာဒါပေမဲ့ ဒီဘက်ခြမ်းအောင်ရွှေ့လိုက်ဥမာကိုရှေ့မှာယောက်ျားကြီးတွေလာရက်လို့ရှင်တော့ level ရက်တူသွားတယ်ဒီဘက်မှာမင်းကလေးချမ်းမရှိတော့ဟန်လေးဒီဘက်ကိုရွှေ့လိုက်တော့မင်းကလေးသေးလေးတွေဟန်လေးရဲ့မျိုးလုံးကဒီအောက်မှာပဲကြံခဲ့တော့တော်မနဲ့စီးသွားလဲပါတယ်ဟန်လေးကသုံးလက်မှစီးသွားသုံးလက်မှတော့တနေကုန်ကအဲ့သုံးလက်မှကြိုတိနေလို့ဒလောက်ဆိုင်ကလေးကိုစီးပြီးပါလူရဲအကုန်လုံးမြင်နေရအာကိုဆိုင်ချင်းဆိုတော့လည်းမြင်ဟဲ့ဘူးနဲ့ကလည်းဘူးလဲဘူးလဲမေးတော့အင်ဂျင်ဖြူဆိုအော်ကဘောဆိုဘောအောက်ကနေကိုကလည်းကလက်ထက်ခွက်ကလည်းမပြက်ဘူးအေးကောင်းလိုက်တာ ဟုတ်တယ်လူရမများလမကတော့ကြိုရောင်းတာလေကြိုကြိုပွဲကရွှေ့ထားတာကိုရွှေ့ထားဖြစ်တဲ့အတွက်ထက်ရောင်းမလမကမရှိဘူးမရှိတော့တငငချင်းတွေကအရန်လာချင်းနဲ့ထောက်ဝဲခမ်းပေမဲ့မတော်လိုက်ရတဲ့တငငချင်းတွေဆိုလည်းအများကြီးရှိတယ်။တွားချင်းတဲ့လူတွေအပြင်းလူတွေလည်းအများကြီးရှိတယ်။ကိုတင်လည်းမဟင်သူလောက်ကွာလားပွဲမတိလိုက်ပါလားဆိုတဲ့မျိုးတွေရှိတယ်ပေါ့နော်။ကိုရကန်ကောင်းပါတယ်ကိုကချက်ချင်းတွားရတယ်ပျော်စရာကြီး။ဘာလို့နဲ့တောင်းမှာပေါ့ ဒီလိုလုံးမပဲဟန်လို့တော့ဒီလို show ပွဲထဲမှာအချင်းတွေလိုက်ပြီးတော့ also ရတာလေကွက်ကိုအိမ်မှာတချင်းဖွင့်နားထောင်ဖို့ဆိုတာဟိုတော်ရုံဘယ်လိုမလဲအခုလို့ update ဖြစ်နေတချင်းတွေပဲနားထောင်ကြရမှာအင်္ဂလိပ်တချင်းပမာတချင်းဘယ်ဟာပောက်လဲပောက်တဲ့တချင်းတွေနားထောင်နေတကယ် show ပွဲသွားမှာတကယ် show ပွဲရဲ့အနှစ်သာရကိုပြန်ရတာတော့နေပျော်ဖို့ကောင်းမှာဒါဟန်လေးက first time ပဲအဲ့လိုမလို့လောက်တက်ဘူးအဲ့လို performance တော့ကွက်ကိုပဲကန့်ချင်တာအောက်မှာအာဟုတ်ကဲ့ချယ်ပီတက်တဲ့အများကြီးကိုကျေးဇူးတင်ပါတယ်လို့ ဟန်လေးကတော့တနိုင်တဲ့တော့အကောင်ဆုံးတော့နေထိုင်ပြီးတော့လှုပ်ရှားနေပါတယ်လို့ဒီမကလည်းဟန်လေးကိုချစ်ပြီးတော့အားပေးကြပါအောင်လို့ကောင်းမြေပေးကြပါလို့ပြောချင်ပါတယ်နောက်ဆက်ပါရှင်